thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့အိုးဒိန်တွင်းရွာစာတင်ကြောင်လေးချောင်းတိုက်ခိုက်မှုဆရာဆွေးမြုပ်တင်လို့ KIA ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်စာတင်ကြောင်တွင်ပညာသင်ကြားနေတဲ့ကလေးငယ်များကိုလေးချောင်းမှပုံကျဲတိုက်ခိုက်မှုတွေမှာဆရာဆွေးမှုမြောက်ကြောင်ကချင်လူလက်ရေးတပ်မတော် KIA ကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူးကပြောပါတယ်မေလ12ရက်ကစကိုင်းတိုင်းတပင်းရင်းမြို့နယ်အိုးဒိန်တွင်းရွာစာတင်ကြောင်ကိုစစ်ကောင်စီကလေးချောင်းမှပုံကျဲ ဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးသဘောထားမေးမြန်းရာဗိုလ်မှူးကြီးနောက်ပြည်ကအခုလိုမျိုးပြောပြခဲ့တာပါ စစ်ကောင်စီတပ်ကဘုံကြီးချောင်းဖျားချောင်းစာတင်ချောင်းများမှာတပ်ဆွဲနေထိုင်ပြီးစီရင်လှရှားနေသလိုပြည်သူများဆစ်ဆောင်များကြောင်းသားကလေးငယ်များစာတင်နေတဲ့စာတင်ချောင်းဘုံကြီးချောင်းခရီးရန်ဖျားချောင်းများကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းဘူမူကြီးနော်ဘူးကပြောပါတယ်သူတို့မနေတဲ့အကြောင်းတွေမှာစာတင်နေတဲ့အခါခုလိုမျိုးဘုံကျေတာဒါမျိုးတော့တကယ်ကျွန်တော်တို့ပြည်သူလူထုရဲ့အားကိုးရာတက်မတော်မဟုတ်ဘူးနောက်တစ်ခုပြောမယ်ဆိုရင်ဂျနီဗာကွန်ဗင်းရှင်းရဲ့စီမင်းစည်းကမ်းသတ်မှတ်ချက်တွေနဲ့လည်းကိုက်ညီမှုမရှိဘူးဒါကြောင့်ဆင်ရဆွေးမှုမြောက်တဲ့လုံရက်တွေဖြစ်တယ်လို့ဘူမူကြီးနော်ဘူးကပြော ောပါတယ်။ဘုံကြီးကြောင့်ဖခင်ကြောင့်များကိုအားကိုးလို့အဲ့ဒီနေရာတွေကိုဆစ်ဆောင်နေတဲ့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်တဲ့လုံရက်ကငင်းချင်းလန်းစင်နဲ့လွဲနေရလို့ပြောပါတယ်။အခုသူတို့လုံမဲရွှေကောက်ပွဲကလည်းဒီလိုခေါင်းဆောင်နေပဲဆက်လုပ်ဖို့စူးစမ်းနေတဲ့ရွှေကောက်ပွဲတွေအခုလိုမျိုးပြည်သူလူထုကိုတက်ဖြတ်တဲ့စစ်တပ်တွေအသက်ရှင်ဖို့လုံနေတဲ့ရွှေကောက်ပွဲမှာလည်းမဲပေးစရာအကြောင်းတော့မရှိဘူး။ပြည်သူလူထုကိုလည်းကျွန်တော်တို့ကအဲ့ဒီလိုပဲပြောလိုပါတယ်။သူတို့ကိုထောက်ခံစရာအကြောင်းမရှိဘူးလို့ကျွန်တော်ကအဲ့ဒီလိုပြောလိုတယ်လို့ဘုံမူကြီးတော်ဘူးကပြောပါတယ်။ ။အိုးရိန်တွင်ရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ရာចောင်းသားចောင်းသူကလေးငယ်20နဲ့ဆီယာမနှစ်ဦးတိစုံပြီးတရားနှစ်ဦးဒဏ်ရာရရှိကြောင်းတပင်းရင်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကမေလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲဒီလိုအစုလိုက်ပြုံလိုက်ပုံကျဲတက်ဖြတ်နေတဲ့စစ်ကောင်စီတပ်ကမေလ23ရက်မှာလည်းရခိုင်ပြည်နယ်ရသေးတောင်မျိုးနဲ့ထွန်းရွေရွာဟောင်းကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်များပါဝင်ပြည်သူ23တိစုံပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီကငလင်ပင်အကြောင်းပြုပြီးအပြစ်ခံရဲစဲမင်လူကြီးညာတော်လဲငလင်ပင်ကြုံရတဲ့မလ28ရက်မှာ မေလ9ရက်နေ့ထိတလာခွဲအတွင်းနိုင်ငံတော်လေးကြောင်းတိုက်ခိုက်မှုအကြိမ်380ကျော်ပြုလုပ်ခဲ့ပြီးပြည်သူ334ဦးသေဆုံးခဲ့ရာ952ဦးထဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်လက်ရှိမှာအစံဖက်စေအုပ်စုကလေးကြောင်းတိုက်ခိုက်မှုတွေမှာချက်တိုက်လင်းရင်ဒရုန်းစက်တပ်လေးဒီပါရာမော်တာတွေအပြင်ဂျိုင်ရိုကော့ပတာလို့ခေါ်တဲ့ရဟတ်ယာဉ်အငယ်စားတွေကိုပါအသုံးပြုနေတာလည်းဖြစ်ပါရယ်လေးကြောင်းတိုက်ခိုက်မှုအပြင်လက်နက်ကြီးတွေနဲ့လည်းနေစဉ်ရက်ဆက်တိုက်ခိုက်လျက်ရှိသလိုစစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့ဖြစ်စဉ်တွေလည်းရှိနေတယ်လို့ဦးနေဖုံလက်ကပြောပါတယ်နောက်ထပ်တစ်ပုတ်အနည်းစစ်ကောင်စီရာဇဝတ်မှုကြောင့်ပြည်သူများရဲ့ဆုံးရှုံးနေနာမှုပေါ်တရားမျှတမှုပြန်လည်ရရှိရန် NUG တာဝန်ယူရ NUG တာဝန်ယူမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းကာလာမှာစစ်ကောင်စီဆင်ရွှေမှုကြောင့်ပြည်သူများရဲ့စုံရှုံနေတာပုံတွေပေါ်တရားမျှတမှုပြန်လည်ရရှိဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတာဝန်ယူမယ်လို့ပြောဆိုပါတယ်။မေလ23ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူလူထုနဲ့နိုင်ငံတကာကိုတရင်စကားပြောကြားခြင်းအစီအစဉ်မှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကအဲ့ဒီလိုပြောကြားလိုက်တာပါ။တော်လိုင်းကာလာတခြားအကြံဖက်စစ်အုပ်စုရဲ့ဂျူးလွန်ခဲ့တဲ့ဆင်ရွှေမှုတွေကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းတွေပြ ်စီဆုံးရှုံးခဲ့ကြရတယ်ပြည်သူတအုပ်တယောက်ချင်းစီတိုင်းနဲ့ကြာဆုံးခဲ့တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေအလုံးအတွက်တရားမျှတမှုပြန်လည်ရယူနိုင်ဖို့ဟာအမျိုးသားညီညွတ်ရေးအစိုးရပါဝင်တော်လိုင်းအင်အားစုများအလုံးရဲ့တာဝန်တစ်ခုလို့ခံယူထားပါတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါတယ် ဒါအပြင်ပြည်သူလူထုတရက်လုံးလိုလားတောင်းတနေတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ဖို့နဲ့ရင်းနှီးပိဆက်ခဲ့ရသူများအတွက်တရားမျှတမှုပြန်လည်ရယူနိုင်ဖို့တော်လိုင်းတပ်ဖွဲ့ဝင်တွေမှမပြီးဆုံးသေးတဲ့တာဝန်များကိုဆက်လက်ဆောင်ရွက်သွားကြဖို့ NUG ကတိုက်တွန်းပါတယ်။စစ်ကောင်စီရဲ့ပြစ်ခတ်ရဲစင်ကြီးညာချက်ကသဘောတူညီချက်တွေကျင့်ဝတ်စည်းကမ်းတွေကိုလိုက်နာနေသလားဆိုတာနိုင်ငံတကာစောင့်ကြည့်ပြီးဖို့လိုအပ်နေပါတယ်လို့ဦးနေဖုံးလက်ကဆိုပါတယ်။စစ်ကောင်စီကစကိုင်းတိုင်းတပရင်းမြို့နဲ့အိုးထိန်တွင်ကျေးရွာကိုမေလ၁၂ရက်နေ့မနက်၁၀နာရီဝန်းကျင်မှာလေကြောင်းပုံကျဲတိုက်ခိုက် ပြီးဆီယမနောင်ဦးပါဝင်ចောင်းသားចောင်းသူ29ဦးတည်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ60ထက်မနည်းရှိခဲ့ပါတယ်။မေလ23ရက်မနက်10:00နာရီကျင်းမှာလဲရခိုင်ပြည်ရေတိတ်တော်မြို့နယ်ထွန်းရွေကျေးရွာကိုစစ်ကောင်စီကပေါင်900ပုံနှလုံးအတုံးပြူပြီးတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်များပါဝင်ရွာသား73ဦးတည်ဆုံးပြီး20ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်မေလ12ရက်နေ့မှာလဲမကွေတိုင်းကံကောမြို့နယ်လင်မကျေးရွာကိုကံကောအခြေဆိုင်စစ်ကောင်စီရဲ့ခါလာရ90တရင်ကဝင်ရောက်လာပြီးရွာသား71ဦးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခါန နောက်ထပ်ရွာသား20ကျော်ကိုလည်းဖမ်းဆီးသွားပါတယ်။အာနာသိန်းစကောင်စီကတပရင်မျိုးနဲ့အိုးထိန်ကွင်းကြီးရွာကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှု မပြုလုပ်ခဲ့ကြောင်းပြောင်းလဲညင်းဆိုထားပြီးတော်လိုင်းတပ်ဖွဲ့များကိုတံပြန်ဆွဆွဲထားပါတယ်။ ။ NUG ကတော့ဦးထိန်ခွင်ကျင်းရွာမှာစာမေးပွဲဖြေဆိုနေတဲ့စာတင်ကြောင်းကိုရည်ရွယ်ချက်ရှိရှိစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သတင်းဌာနကပြောဆိုပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ဝက်လက်နဲ့ရွှေဘုံမြို့နယ်ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာဒေသခံနဲ့ဦးတည်ဆုံးပြီးခုနှစ်ဦးခန့်ထဏ်ရာရတဲ့အကြောင်းပြသက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်အရှိမြောက်ချမ်းနဲ့ရွှေဘုံမြို့နယ်အရှိတောင်ချမ်းကျင်းရွာတွေကိုစစ်ကောင်စီလေကြောင်းမှဖုံးကျဲတိုက်ခိုက်ရာဒေသခံနဲ့ဦးတည်ဆုံးပြီးခုနှစ်ဦးခန့်ထဏ်ရာရရှိကြောင်းဝက်လက်မြို့နယ်သတင်းချက်လက်ကွန်ရက်တာဝန်ခံတအုပ်ကသတင်းဌာနကပြော ်ပါတယ်။မေလ23ရက်ညနေပိုင်း3:59မိနစ်နဲ့4:10မိနစ်တို့မှာဝက်လံမြို့နယ်အရှိချောင်း ဝက်လက်မျိုးနဲ့အရှိမြောင်ချန်စကန်းသာကြီးရွာနဲ့ရွှေဘုံမျိုးနဲ့အရှိတောင်ချန်ငပိဦးကြီးရွာကိုတဒုံလီတမတက်လာတဲ့ဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အသက်20ကျော်အမျိုးသားတအုံနဲ့အသက်35နှစ်အရွယ်အမျိုးသမီးတအုံတင်ဆောင်သွားပါတယ်။ယောက်ျားလေးနာမည်ကကိုအောင်လိုင်ဝင်းအမျိုးသမီးနာမည်ကဒေါ်ညင်ညင်ပါရွှေဘုံမျိုးနဲ့ဘက်ကတော့အထူးကံမရှိခဲ့ဘူးလို့သိရပါတယ်လို့အထက်ပါတာဝန်ရှိသူကစစ်ကောင်စီရဲ့ဒီကနေ့လေးချောင်းတိုက်ခိုက်မှုပေါ်ရှင်းပြပါတယ်။စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးချောင်းတိုက်ခိုက်ခဲ့တယ်လို့၎င်းကပြောပါတယ်။မေလာ င်ရက်ကလည်းဝက်လက်မျိုးနဲ့အနောက်ချမ်းရွာတော်ကုန်းကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာဒေသခံပြည်သူရှင်းဦးတင်ဆောင်ပြီးဆဲဦးထပ်မင်းထံရရရှိခဲ့ပါတယ်။မေလ17ရက်မှာဝက်လက်မျိုးနဲ့ကိုလေကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ပြီးဒေသခံပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များပျက်စီးခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီကမေလ12ရက်နေ့နဲ့မေလ13ရက်တို့မှာတပင်ရင်ရေတောင်6ဦးနဲ့မော်လူးမျိုးနယ်တို့မှာလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်ခဲ့ပါတယ်။မေလ12ရက်နေ့ကစကိုင်းတိုင်းတပင်ရင်မြို့နယ်အိုးဒိန်တင်ရွာစာတင်ကျောင်းစစ်ကောင်စီ ဦးလေးချောင်းတိုက်ခိုက်မှုအတွင်းចောင်းသားចောင်းသူကလေးငယ်20နှင့်ဆရာမ9ဦးသေဆုံးပြီးတရားနှုတ်ဒဏ်ရာရရှိခဲ့ကြောင်းတပင်ရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမေလ23ရက်မှာထုတ်ပြန်ပါတယ်။စာတင်ចောင်းတွင်ပညာသင်ကြားနေတဲ့ကလေးငယ်တွေကိုလေးချောင်းမှာပုံကျဲတိုက်ခိုက်မှုမှာဆေးရဆွဲမှုများကြောင်းကချင်လူလတ်ရေးတပ်မတော် KIO KIA ဤသတင်းပြန်ကြားရေးဌာနတာဝန်ခံ ပုံမူးကြီးနော်ဘူးကဒီကနေ့မှပြောပါရင်အဲ့ဒီလိုအစုလိုက်အပြုံလိုက်ပုံကျဲတက်ဖြတ်နေတဲ့စစ်ကောင်စီတပ်ကမေလ23ရက်မှာလေရခိုင်ပြည်နယ်ရသေတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ရာကလင်းငယ်များပါဝင်ပြည်သူ73တိဆောင်ပြီးအများအပြားဒဏ်ရာရရှိခဲ့ပါရင်စစ်ကောင်စီကငလင်းဘေးအကြောင်းပြုပြီးအပြစ်ရစဲမယ်လို့ကြေညာတော့လေငလင်းဘေးကြုံရတဲ့မလ28ရက်မှမေလ9ရက်ထိတလခွဲအတွင်းနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုအကျဉ်း380ကျော်ပြုလုပ်ခဲ့ရာပြည်သူ334ဦးတိဆောင်ခဲ့ပြီး952ဦးဒဏ်ရာရ ရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့အမ်မြို့မှာစစ်ကောင်စီနဲ့ပတ်သက်တဲ့နေအိမ်၂၀ကျော်ကိုချိတ်ပိတ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်အမ်မြို့နဲ့အမ်မြို့ရှိစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုအရခတက်တော်အင်းကတင်ပိုက်ပြီးရင်နောက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ဆိုတာအမ်မြို့ရှိနေအိမ်၂၀ကျော်ကိုအေးအေးမှချိတ်ပိတ်လိုက်ပါတယ်အမ်မြို့ကိုအရခတက်တော်အင်းကထိန်းချုပ်ပြီးရင်နောက်ပိုင်းရှူအလီအေးအေးဖွဲ့တွေကအုပ်ချုပ်ရေးဆောင်ရွက်နေပြီးစစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့အမ်မြို့ရှိနေ ေအများကိုလည်းချိတ်ပိတ်ထားတာဖြစ်ပါတယ်။ချိတ်ပိတ်ထားတဲ့အထက်မှာ MU တင်ရက်ကွက်အမှတ်3အမှတ်4အမှတ်5ရက်ကွက်နဲ့လင်းရင်ကွင်းရက်ကွက်တို့မှာစစ်ကောင်စီနဲ့ပတ်သက်မှုရှိသူတွေရဲ့နေအိမ်များစိတ်ယုံများပါဝင်ပါတယ်။